မင်္ဂလာပါရှင်ခစ်တင်ယူ channel မှာထိတ်တန့်ရမြန်မာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြကြီးနားလေရင်ခွေအနီးလက်နက်ကြီးကြီးကြားရောက်ပေါက်ကွဲတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ကချင်ပြည်နယ်မြကြီးနားလေရင်ခွေအနီးလက်နက်ကြီးကြားရောက်ပေါက်ကွဲကြောင်းမြကြီးနားမြို့မှာဒေသခံပြည်သူတို့ချို့ကသတင်းဌာနသို့ပြောဆိုပါတယ် ယနေ့ဧပြီလ28ရက်နေ့နနက်၈နာရီဝန်းကျင်အချိန်မြစ်ကြီးနားလျင်ကွင်းအနီးတွင်လက်နက်ကြီးတချို့ကြားရောက်ပောက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းယင်းပောက်ကွဲမှုကြောင့်လူထိခိုက်မှုမရှိဟုသိရှိရပြီးမြည်သည့်အဖွဲ့ကပြစ်ခတ်သည်ကိုမသိရှိရသေးကြောင်းဒေသခံပြည်သူတချို့ကပြောပါရယ်မြစ်ကြီးနားလျင်ကွင်းနားကစိုင်းတချို့တော့ပိတ်ကုံနေဘဲကပြစ်တာလည်းမသိဘူးလက်နက်ကြီးပောက်ကွဲတံကြားလိုက်တယ်အထိကိုက်တော့မကြားမိသေးဘူးလက်နက်ကြီးပောက်ကွဲတာတော့ဟုတ်တယ်ဟုမြစ်ကြီးနားမြို့မှဒေသခံပြည်သူတို့ကပြောဆိုပါရယ် ဧပြီလ25ရက်နေ့ည7:00နာရီခွဲကျော်အချိန်ကလည်းမြစ်ကြီးနားမြို့ရှိစစ်ကောင်စီ၏မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကလက်နက်ကြီးများဖြင့်ရန်တမ်းပစ်ခတ်ခဲ့ရာစစ်တပ်လက်အောက်ခံနန်းစီရင်ဝန်ထမ်းများနေထိုင်သောမလိခအင်အားတွင်သို့လက်နက်ကြီးကျရောက်ပောက်ကွဲခဲ့ကြောင်းအဆိုပါပောက်ကွဲမှုကြောင့်လူတို့အုပ်သေးဆုံးပြီးဝန်ထမ်းအင်အားအဆောက်အုံများလက်နက်ကြီးအစာထိမှန်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်းသိရပါသည်ဆလပီဗမော်မြို့ရှိ စစ်ကောင်စီတပ်နေရာအချို့ KIA ပူးပေါင်းတပ်ထတ်သိမ်းပိုင်မြစ်စုံဒေသနဲ့ဖားကန်လန်ပိုင်တိုက်ပွဲဆက်ဖြစ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ကချင်ပြည်နယ်ပမော်မြို့တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဆွဲရနေရာအချို့ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA မဟာမိတ်ပူးပေါင်းတပ်ကထတ်မှန်သိမ်းပိုင်ရရှိခဲ့ပြီးမြစ်စုံနဲ့ဖားကန်ဒေသတွင်လည်းတိုက်ပွဲဆက်ဖြစ်နေတယ်ဟုစစ်ရေးသတင်းရင်းမြစ်ချုပ်ကပြောပါတယ်။ဗမာမျိုးသိန်းစစ်စင်ရေးကိုဧပြီ25ရက်တွင် KIA ပူးပေါင်းတပ်ကပြန်လည်ဆင်နွှဲရာမြကြီးနားမျို ြို့နယ်မြစ်ဆုံဒေသဖားကန့်မြို့နယ်ကာမိုင်းနယ်ရန်လမ်းပိုင်းတို့၌စစ်ကောင်စီတပ်ကထိုးစစ်ဆင်နေ၍တိုက်ပွဲများဖြစ်ပွားနေသည်ယမန်နေ့ဧပြီ28ရက်ဗမော်မြို့တိုက်ပွဲအတွင်ကိုကိုတော်ရက်ကွက်ရှိမိရှုဖြက်စီခံရသည့်ခရစ်ယာန်ဖျားเจ้าအနီတက်ဆွဲနေသည့်စစ်ကောင်စီတပ်ကို KIA ပူးပေါင်းတပ်ကတိုက်ခိုက်ခဲ့ပြီးကချင်စုရက်ကွက်ရှိဖျားเจ้าအလကတုံနေရာတို့၌တက်ဆွဲထားသည့်စစ်ကောင်စီတပ်နေရာကိုလည်း KIA ပူးပေါင်းတပ်ကသိမ်းပိုက်ခဲ့သည်ဟုကချင်စစ်ရေးသတင်းရင်းမြစ်တအူကအသိပေးပါသည် ရင်းနှင်းပတ်သက်၍အခြား KIA သတင်းရင်းမြစ်တအူးကလည်းဟုတ်တယ်သူတို့ KIA ပူးပေါင်းတက်ကတနင်းကွန်နေနေ့မနေ့ကပေါ့စစ်မျက်နှာ၃ခုကနေဝင်တိုက်တဲ့အချိန်မှာဒီအဖွဲ့မီးရှို့ခံရတဲ့ဖျားကြောင်၌တက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေရောပါတယ်အကုန်လုံးကိုချိန်မုံလိုက်ပြီပေါ့အဲ့ဒီလိုသတင်းရတဲ့ဟုပြောပါတယ် KIA ပူးပေါင်းတက်ပြီးဗမော်မျိုးရှိစစ်ကောင်စီတပ်ဤလက်ကျန်တပ်စခန်းများကိုနေရာပေါင်းစုံမှဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်သည်ဟုပြောသည်။ KIA သတင်းပြန်ကြားရေးဌာန၏ AP 28ရက်သတင်းဖော်ပြချက်တွင် KIA ပူးပေါင်းတက်သည် AP 25ရက်တွင်ဗမော်မျိုး၌ကြန့်ရှိနေသည့်စစ်ကောင်စီတပ်စခန်းများကိုပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာတိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီဘက်ကလေကြောင်းလက်နက်ကြီးများဖြင့်အပြင်းထန်ခုခံတိုက်ခိုက်နေတယ်ဟုအတည်ပြုထားပြီးအသေးစိတ်မဖော်ပြမှာသာပဲ။ထို့ပြင် AP 28ရက်နေ့တွင် KIA တပ်မဟာ တစ်နှစ်မြေဂွေထော်နေတံဖဲဘတ်တို့စစ်ကောင်စီတပ်စီရေးလှုပ်ရှားလာ၍တိုက်ပွဲဖြစ်ခဲ့သည်ဟု KIA အသိပေးပါသည်တံဖဲချေးရွာအနီးမြစ်ဆုံဒေသတို့စစ်ကောင်စီတပ်ကစစ်တောင်းထိုးလာ၍ဧပြီ28ရက်နေ့9နာရီခွဲတွင်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်တိုက်ဆုံမှုရှိပြီးပြန်လည်ဆုတ်ခွာသွားကြောင်းကချင်စီရေးသတင်းရင်းမြစ်တအူကအသိပေးပါသည်ထို့ပြင် KIA သတင်းပြန်ကြားရေးဌာန၏ဖော်ပြချက်တွင် KIA တပ်မဟာကိုဘာကန်ဒေတာ ဥရုဒေတာရှိတရင်26နဲ့တရင်44နေမြင်များ၌ AP 22ရက်မှစ၍စစ်ကောင်စီတပ်နှင့် SNL ပြည်သူစစ်အဖွဲ့ကမြေပြင်ထိုးစစ်သာမကလေကြောင်းဖြင့်ပါနေ့စဉ်ထိုးစစ်ဆင်တိုက်ခိုက်နေ၍တိုက်ပွဲပြင်းထန်နေသည်ဟုအသိပေးပါသည် ဖားကံပတ်တာမခန့်အထက်ဖားကံမရောက်ခင်ဒီနေရာမှာလဲစစ်ဖြစ်နေကြတယ်။ပြီးရင်လဝါဖားကံမြို့နယ်ချေရွာဘက်မှာလဲစစ်ဖြစ်နေကြတယ်ဟုကချင်စစ်ရေးတရင်ရင်မြစ်ကဖားကံဒေသစစ်ရေးအခြေအနေကိုပြောပါရယ်။ KIA တပ်ရင်း44ပန်းတိုင်း AP 28ရက်နေ့နဲ့တွင်တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီတပ်ကတိုက်ပွဲနေရာသို့လေကြောင်းပစ်ကူပေးခဲ့ဟု KIA တရင်ပြန်ကြားရေးဌာနကဖော်ပြပါရယ်။ထို့ပြင်ကာမိုင်းဗျူဟာကုန်းမှာလက်နက်ကြီးပစ်ကူပေးခဲ့ကြောင်း KIA ကအတည်ပြုပါရယ် စစ်ကောင်စီတပ်ကမအူပင်ရေကာတာကျေးရွာအနီးဧပြီ25ရက်တွင်ဒီကျောင်းမှပုံကျဲတိုက်ခိုက်ခဲ့ဟု KIA ကဖော်ပြပါရယ်ထို့ပြင်ကားမိုင်းနှင့်နယ်ရန်ကျေးရွာအကြားရေကာတာရွာအနီးစစ်ကောင်စီတပ်အင်အားအလုံးရင်းစစ်ကြောင်းထိုးလာ၍တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်မအူပင်ရေကာတာအနီး၌ဧပြီ24ရက်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်အထိနာပြီးယမန်နှင့်တိုက်ပွဲတွင်လည်းအထိနာပြီးစစ်ကောင်စီတပ်ပြန်ဆုတ်ခွာသွားသည်ဟုဆိုပါရယ်ဆလပီမင်းအွန်လိုင်းအပါဝင် စစ်ဘိုလ်ချုပ်များဝင်ကြီးများ စစ်တပ်နှင့်ဆက်နွယ်သောလူပုဂ္ဂိုလ်106ဦးနှင့်အဖွဲ့အစည်း22ခုကိုဥရောပသမဂ္ဂကဒဏ်ခတ်ပိတ်ဆို့အရေးယူမှု2026ခုနှစ်ဧပြီလအထိထပ်မံတပ်တန်းတိုးမြင့်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။စစ်အာဏာသိမ်းမှုနဲ့ပြည်သူလူထုကိုတပ်ဖြတ်မှုများကြောင့်မင်းအောင်လိုင်းအပါဝင်စစ်ဗိုလ်ချုပ်များဝင်ကြီးများစစ်တပ်နှင့်ဆက်နွယ်နေသောလူပုဂ္ဂိုလ်106ဦးနှင့်အဖွဲ့အစည်း22ခုကိုဒဏ်ခတ်ပိတ်ဆို့အရေးယူထားမှုကိုဥရောပသမဂ္ဂ EU က2026ခုနှစ်ဧပြီလအထိတပ်တန်းတိုးမြှင့်လိုက်ကြောင်း EU က တရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။စစ်အာဏာသိမ်းပြီးနောက်2021ခုနှစ်ကတည်းကချမှတ်လိုက်သော EU ၏အရေးယူပိတ်ဆို့မှုများကိုနှစ်စဉ်သက်တမ်းတိုးလာခဲ့ရမှာယခု2025ခုနှစ်ဧပြီလအတွင်းတွင်ထပ်မံသက်တမ်းတိုးမြင့်လိုက်ကြောင်းဒဏ်ခတ်ပိတ်ဆို့အရေးယူမှုမှာ2026ခုနှစ်ဧပြီလအထိသက်တမ်းတိုးမြင့်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ဥရောပသမဂအရေးယူထားသည့်သူများတွင်မင်းအောင်လိုင်းစစ်ကောင်စီအဖွဲ့ဝင်များဝင်ကြီးများဒုဝင်ကြီးများတရားရေးရာအဖွဲ့ဝင်များမြန်မာစစ်တပ်၏ကြီးရေးလေးမှပူချုပ်များစစ်တပ်ကိုထောက်ခံသောခရိုနီစီးပွားရေးသမားများရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များရန်ကုန်တိုင်းအတွင်းမှစစ်တပ်နှင့်ဆက်နွယ်နေသောနိုင်ငံရေးသမားများနှင့်အုပ်ချုပ်ရေးအဖွဲ့ဝင်များအွန်လိုင်းငွေလိမ်ကိုင်းနှင့်ဆက်နွယ်သူများပါဝင်ကြောင်းသိရှိရပါသည် စီးပွားရေးတံခတ်ပိတ်ဆို့အရေးယူထားသည့်အဖွဲ့အစည်း22ခုတွင်စစ်ကောင်စီစစ်တပ်ပိုင်းကုမ္ပဏီများနိုင်ငံပိုင်နှင့်စစ်တပ်ထင်းချုပ်ထားသောပုဂ္ဂလိကကုမ္ပဏီများကာကွယ်ရေးဝန်ကြီးဌာနမြမစစ်တပ်၏ကြီးရည်လီတံများနေကြားဆောင်ရေးများပါဝင်ကြောင်းသိရှိရပါသည်ဥရောပသမဂ္ဂ၏တံခတ်ပိတ်ဆို့အရေးယူမှုတွင်ခရီးသွားလာခွင့်ပိတ်ပင်ခြင်း ပိတ်ဆိုင်မှုများကိုချိတ်ပိတ်ခြင်း၊စီးပွားရေးကူးလူဆက်သွယ်ပေါင်းစည်းခွင့်များကိုပိတ်ပင်ခြင်း၊လက်နက်တင်ပို့ရောင်းချမှုပိတ်ပင်ခြင်း၊အပါအဝင်စီးပွားရေးနှင့်စီးရေးဆိုင်ရာပိတ်ပင်ခြင်းများ၊ဗီဇာပိတ်ပင်ခြင်းများ၊ငွေကြေးဆိုင်ရာပိတ်ပင်ခြင်းများပါဝင်ကြောင်းသိရှိရပါတယ်။တဝဲမြို့နယ်ရေးတဝဲအမှတ်၈ပြည်တော်စုလမ်းပေါ်ရှိဟာလီခွေစစ်တပ်စခန်းကိုတိုက်ခိုက်မှုစစ်ကောင်စီတပ်ဖွဲ့ဝင်16ဦးကိုလက်နက်16လက်ခဲယမ်းများနဲ့အတူဖမ်းဆီးရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။တနင်္သာရီတိုင်းတဝဲမြို့နယ်ရေးတဝဲအမှတ်၈ပြည်တော် ောင်စုလမ်းပေါ်ရှိဟာလီကွစ်စစ်တပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်16ဦးကိုလက်နက်16လက်ခဲယမ်းများနဲ့အတူဖမ်းဆီးရရှိကြောင်းဒူရကစစ်ကြောင်းကသတင်းထုတ်ပြန်ပါတယ်။ AP လ26ရက်နေ့နက်6နာရီဝင်းကျင်အချိန်တနင်္သာရီတိုင်းတဝဲမြို့နယ်မောင်မဲရှောင်ကျေးရွာရေးတဝဲအမှတ်၈ပြည်တော်စုလမ်းမကြီးပေါ်တွင်ရှိသော စစ်ကောင်စီတပ်၏ဟာလီကွစ်စစ်ကောင်စီတပ်စခန်းကိုညီနောင်မဟာမိတ်တပ်များကဝန်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ပွဲအတွင်စစ်တပ်ကလက်နက်ကြီးပစ်ကူအများပြားနှင့်နေရင်ပစ်ကူများပေးခဲ့ကြောင်းစစ်တပ်ဖက်မှဗိုလ်ကြီးတအူးတေဆုံးပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်16ဦးကိုအရှင်ဖမ်းဆီးရရှိခဲ့ကြောင်းသိရှိရပါသည်ထို့ပြင်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏လက်နက်များကိုလည်းတင်စီရရှိခဲ့ရာ MA1 တနက်တလက် MA2 တနက်တလက် MA3 6လက် MA4 တလက် BA100 တလက်နဲ့ ဆက်ဆက်ပစ္စည်းများတင်စီရရှိခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါစစ်စင်ရေးကိုဒဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ဒူရကစစ်တောင်းဦးဆောင်မှုဖြင့်ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KNU တပ်မဟာလီတပ်ရင်းစနစ်တပ်ခွဲငါအော်အော်စစ်ကြောင်ဒဝဲဂါရီလာရီဗိုလူရှင်4 DGRF ဒဝဲပီပယ်လိုက်ဘရေးရှင်း4 TPLF ဒေါနာတက်ခွဲ9 Sky Ghost Drone ဖက်ဒရယ်ဒူဝန်ကျဲတက်ဖွဲ့အရှိတောပြည်သူကာကွယ်ရေးအင်အားစုများကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ပြည်သူများအနေဖြင့်စစ်ရေးအထူးသတိပြုသွားလာနေထိုင်ကြရန်တိုက်တွန်းအသိပေးပြီးစစ်ကောင်စီကအချိန်မရွေးလေကြောင်းအသုံးပြုတိုက်ခိုက်မှုများရှိလာနိုင်သောကြောင့်လေကြောင်းရန်ကာကွယ်ရေးနှင့်ပတ်သက်သည့်အချက်အလက်များကိုလိုက်နာကြေညာကြရန်စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့်လည်းပြည်သူရင်ခွင်ခိုလုံကြရန်တော်လှန်ရေးတပ်များကတိုက်တွန်းကြပါတယ်။ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။